တော့ဒီနေ့မှာဘာကြောင့်ဒီ၅ပါးတိလကတော့တံပိုးကြီးရတာတော့ဘုရင်တို့အင်္ဂုတ္တပါဠိတော်ပြင်စကနိဗ္ဗာန်ထဲမှာ၅ပါးတိလကိုမြတ်စွာဘုရားကမဟာဒါနလို့ဟောတာရှိတယ်။ဘုရားမှုရှိတဲ့ယဟန်တန်ဃာကိုကြောင်းကြီးဆောက်ပြီးတော့လူရတန်းရတဲ့ကုသိုလ်ကောင်းမှုရဲ့ကုသိုလ်ကောင်းမှုထက်သာလွန်မှုကိုအဲ့ဒီဒေသနာလေးနဲ့ရှင်းပြီးတော့တွေးကြည့်ရမယ်။၅ပါးတိလကိုမဟာဒါနလို့ဟောတယ်။ရိုးရိုးဥစ္စာပစ္စည်းတွေကိုလှူလို့ဖြစ်တဲ့ဒါနကသာမန်ဒါနပေါ့နော်။ငါဘာတိလဖြူစင်အောင်ဆောင်ထိန်နိုင်ခြင်းဒီမဟာဒါနရတဲ့ မဟာဒါနဆိုတာအကြီးအကျယ်ဆုံးအမြင့်မြတ်ဆုံးသောဒါနကြီးလို့ပြောတာပါနော်။ဘာဘူးလို့မဟာဒါနလို့ပြောရတာတုံးလို့မေးရင်အဘိယဒါနဖြစ်လို့ဘာဒါနဖြစ်လို့အဘိယဒါနအဘိယဆိုတာဘေးကင်းမှုဒါနဆိုတာ ပေးလိုတာဘေးကင်းမှုကိုပေးလိုရရောက်လို့၅ပါးသီလသည်မဟာဒါနဖြစ်ရတယ်။ဘေးကင်းမှုကိုဘယ်လိုပေးလိုတာတုံးလက်တွေ့လေးစဉ်းစားကြည့်မယ်နော်။ငါဘယ်တော့မှသူများတဲ့ကိုမတတ်တော့ဘူးလို့ပါဏတိပါဏဝေရမဏိရှောင်းကျင်လိုက်ပြီးဆိုကြတဲ့ကစား တတ္တဝအနန္တရဲ့ပုံမှာအေးမင်းတို့ငါ့ကိုတော့အသက်အန္တရာယ်ကြီးဟူသောအကြောင်းကြောင့်ကြောက်မနေကြနဲ့ငါပစုရဲ့တက်ကိုမှမတက်ရုပ်စွာဆုံးချင်းလေးကျဘူးလေးရဆာငါ့ကိုကြောက်မနေနဲ့ငါကတတ်မှာမဟုတ်ငါရဲ့လက်ကသွေးစွန်းနေတဲ့လက်မဟုတ်ဘူးငါဟာရက်ဆက်ချမ်းကျုပ်တဲ့စိတ်ရှိတဲ့လူမဟုတ်ဘူးဟောမဖြစ်သွားတော့တတ္တဝတွေကိုဘေးကင်းမှုကို ပေးလို့ရမရဘူးလားအသက်အန္တရာယ်ပြုတ်ခြင်းဆိုတဲ့ဘေးကိုယ်စီကတော့မဖြစ်စေရဘူး လူတိုင်းလူတိုင်းမြဲအဲ့လိုဘေးကင်းမှုကိုလှူနိုင်မယ်ဆိုရင်ကျွတ်တော်တော်ကြီးကိုစိတ်ချမ်းသာရာရမှာနော်ဟုတ်တယ်မဟုတ်လားတကယ်တမ်းကပါဏတိပါဒဝရမဏိယတံဘိုးကိုဦးဇင်းတို့မြင်ကျင်တယ်ဆိုလို့ရှိရင်သိကျင်တယ်ဆိုရင်ရှင်တန်မှုကိုကိုဘလောက်မြတ်လို့လဲဆိုတာကိုစဉ်းစားတရားမှာဘလောက်ကြောက်လဲဆိုတာကိုစဉ်းစားဟုတ်လားတရားမှာဘလောက်ကြောက်လဲဆိုတာကိုစဉ်းစားရင်သူများအသက်ကိုတတ်တာလောကကြီးကိုဘလောက်ထိခိုက်စေသလဲဆိုတာပုံပေါ်လာလိမ့်မယ်ပြချစဉ်းစားနော် အဲ့တော့ဒီဘက်အသက်ကိုတက်ချင်းမှရှောင်ကျင်ချင်းဟာဘလောက်လေးနေတဲ့လုပ်ငန်းကြီးဖြစ်တယ်လဲဆိုတာလည်းပေါ်လွင်လာလိမ့်မယ်။ဒါကြောင့်ရိုးရိုးဒါနတဲ့တာတာနော်။သူများအသက်ကိုမတက်ဘူးဆိုတဲ့ကိစ္စပဲ။အဲ့လိုပဲဦးဇင်းတို့အရိနာဒါနဝေဒာမနိသူတို့ရဲ့ပိုင်ဆိုင်မှုကိုအန်ရီရမပြုဟော။သူတို့ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့လည်းကြောက်နေရတာတွေမရှိဘူးလား။ရှိရနော်။ခေကာလာကမကောင်းဘူးပိုင်ဆိုင်မှုကကြီးတယ်ဆိုရင်ညရောက်ပြီဆိုရင်ကြောက်ရပြီလေ။ဟုတ်တယ်မဟုတ်လား။ ကျုပ်ခွေးကြီးတွေကြီးတွေမွေးထားတဲ့ခြံဝင်းလောင်ထားတဲ့ချုပ်ပိုးပြီးတော့အချမ်းသာတဲ့လူတွေဆိုရင်အဆောင်တွေထားတယ်ဟုတ်တယ်မဟုတ်လားပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးတော့မလုပ်နေရတော့ကြောက်နေရတာပိုင်ဆိုင်မှုကိုဘယ်သူမှမတရားမယူဘူးဆိုလို့ချင်းအဲ့ဒါကြောက်စရာရှိမလားအေးစဉ်းစားနော်အဲ့လိုပဲဦးဇင်းတို့ကာမကိစ္စဖောက်ပြန်ခြင်းနော်လိင်ညာလှည့်စားမှုသားတကပြောဆိုခြင်းအယက်သေးတာမွေးရစီဝါနဲ့ပတ်သက်ဆက်ဆက်ခြင်းအဲ့ဒါတွေဟာမိမိဘဝသူတို့ဘဝကိုဘလောက်ဒုက္ခရောက်စေသလဲဆိုတာကိုကြည့်ခြင်းမြင်ခြင်းအားဖြင့် အဲ့ဒါတွေကိုရှောင်ကျင်ရတာဟာကိုယ့်ကိုယ်ကိုလည်းဘေးကင်းစေတယ်သူတို့ဘာကိုလည်းဘေးကင်းစေတယ်။ဒါကြောင့်မြတ်စွာဘုရားကဘေးကင်းမှုကိုပြီးလူဟာရောက်လို့ငါးပါးတိလတိမဟာဒါနဖြစ်တယ်လို့ဟောတာ။အဲ့တော့ဒီနေ့မှာလက်တွေ့ဥစဉ်ကမေးကြည့်ခြင်းတယ်။ဥစ္စာပစ္စည်းနဲ့ဘေးကင်းမှုကိုဘယ်အရာကိုယူမလဲလို့မေးရင်ဘေးကင်းမှုကိုယူမယ်လို့ပဲညာရှိတဲ့လူတွေကပြောကြမှာနော်။အလွန်လောဘကြီးတဲ့လူတွေပဲဘေးမကင်းခြင်းနေပဲစီကွာဥစ္စာပစ္စည်းယူမယ်လို့လာကောင်းလာနိုင်တယ်။ ထွက်ကြပါစို့မင်းဒီဥစ္စာပြည့်စည်တယ်လို့ရမယ်ဒါပေမဲ့မင်းအသက်အန်နေတော့စိတ်မချရဘူးဆိုရင်ယူရမလားအဘလို့တော့ဘေးမကင်းဘူးလေတည်ရင်တည်ချင်းတည်ရအသက်ခံရင်အသက်ခံမှာဆိုဒီပြည့်စည်ပဲယူရမှာတော့ဟုတ်လားဒါကြောင့်ရိုးရိုးပြည့်စည်နေဘေးကင်းမှုတွေဘယ်ဟာကတန်ဖိုးရှိလဲဆိုတာကိုထင်တာမြင်တာမရှိဘူးလားရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဘေးကင်းမှုကိုပြီးလူဟာရောက်တော့၅ပါးတိလသည်မဟာဒါနဖြစ်တယ်လို့ဟောတာဒါအကျိုးတဲ့အကြောင်းတဲ့ဒေသနာတွေကိုနားလည်နိုင်ဖို့အရင်ကညှိပြတာဟုတ်လား ဖျားမှုရှိတဲ့ယဟန်တံခါကိုကြောင်းကြီးဆောက်ပြီးတော့လှူရတန်းရတာတဲ့ငါးပါးတိလာကပို့ပြီးတော့တန်ဖို့ရှိတယ်လို့ပြောတာနော်။ဒါလေးကိုဦးဇင်းတို့တွေ့ရတော့စိတ်ထဲမှာစဉ်းစားမိတာလေးတစ်ခုရှိတယ်။ဦးဇင်းတို့ဘုရားဘာသာဝင်နေအေးတကယ်လို့ခုနေခါမျိုးမှာမြတ်စွာဘုရားသာတတ်တော်ထင်ရှားရှိခဲ့မယ်ဆိုရင်ကိုကလည်းပဲဥစ္စာပစ္စည်းတွေချမ်းသာလို့တတ်နိုင်လို့တရားတရားလည်းရှိလို့အဲ့လိုဖျားမှုရှိတဲ့ယဟန်တံခါကိုကြောင်းကြီးမြန်ဆောက်ပြီးတော့လှူဒန်းနိုင်ခွင့်ရခဲ့မယ်ဆိုရင်လက်ခမောက်မခတ်မဲ့လို့တယောက်မှရှိမှာမဟုတ်။ပြောလို့ကိုပြီးနိုင်မှာမဟုတ်။ မလုံနိုင်ခဲ့တယ်။ဘုရားမှုရှိတဲ့ရန်တာကိုအကြောင်းကြီးဆောက်ပြီးတော့လှုပ်ခွင်းရတယ်လှုံနိုင်ခဲ့တယ်။တက်တလုံးပြောစားလို့ကိုပြီးမှာမဟုတ်ဟုတ်လား။အခုဒီဒေသနာရကြည့်မယ်ဆိုရင်အဲ့ဒီလိုကုသိုလ်ကောင်းမှုမျိုးထက်ငါးပါးသီလကပို့ပြီးတော့တန်ဖို့ရှိတယ်လို့မြတ်စွာဘုရားဟောထားတာ။ယုံကြည်ဖို့လိုတယ်နော်။အလုံးစုံကိုတည်တော်မူမြင်တော်မူတဲ့တပ္ပညုတဉာဏ်ကြီးနဲ့ကြည့်ပြီးတော့အသေးစားစီစစ်ပြီးတော့မှဟောထားတာဟုတ်လား။ခပ်ပေါ်ပေါ်ပြောထားတာပြီးစွာလည်းပြောထားတာမျိုးမဟုတ်ဘူးဟုတ်လား။ ဒါကြောင့်ပြည်သက်ပေါင်းတတော်ကောင်တို့ကိုလှုပ်နေတဲ့အလုပ်တွေရဲ့တန်ဖိုးကိုနားလည်ဖို့လိုတယ်ဟုတ်လား